2025အောက်တိုဘာလ25ရက်နေ့မှာရွှေနန်းတော်ဆင်းရွှေတနာပိုင်ရှင်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတော်တသက်ခါဟာဘီလီယံနဲ့ချီရဲ့အကျိုးတွေပြန်မဆွနိုင်တာကြောင့်ရွေးကောက်ပွဲကော်မတီပိုင်ရှင်ကကိုစနေဖြစ်ကနေပြည့်ဖြက်လိုက်တော့မယ်ဆိုပြီးသတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ရန်ကုန်မြို့ရဲ့ဒိဋ္ဌိကျင်းရွှေနန်းတော်ဆင်းရွှေတနာပိုင်ရှင်တတိမကြီးဒေါက်တာတသက်ခိုင်တဖြစ်လေဒေါက်တာတသက်ခိုင်ရဲ့ဒီလိုသတင်းထွက်ပေါ်လာမှုအပေါ်မှာအွန်လိုင်းသုံးဆဲသူအပေါင်းဟာအင်မတန်ကိုအံ့ဩမှန်သက်သွားခဲ့ကြပါတယ်။ ဘယ်လိုဖြစ်လို့ဘီလီယံနာတည်ထမကြီးတယောက်ကအခုလိုဖြစ်မျိုးကြုံလာရပါလိမ့်ပေါ့ဒီတည်ထဟာတည်ထအမလာဝါရဖြစ်ပြီးနာမည်ဖြစ်တာလားဆိုပြီးတော့တန်တဲ့ဟာတွေ့ရနေတည်ထအရင်မြစ်ကိုလိုက်ပြီးစုံစမ်းခဲ့ကြပါတယ်ရင်ရှိမြစ်တွေရဲ့ပြောပြချက်အရဒေါ်သက်ခိုင်ဟာပြည်တွင်းကပုတ်ကလိကဗန်တွေမှာအကျွေးဘီလီယံနဲ့ချီတင်နေပြီးပြန်မဆက်နိုင်တာကြောင့်လို့ဆိုပါတယ်။ရန်ကုန်မြို့ကပ္ပားရေးဖျားလန်းနဲ့ဆီယာဆန်လန်းနောက်မှာရှိရင် 68 resident အင်အားစီမံကိန်းတည်ဆောက်ရေးအတွက်ချင်းရွာကနေအကျွေးတင်ခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပြီးသူမရဲ့ရွှေဆိုင်တွေအတွက်ချင်းွေထုတ်ရွာကနေလဲကျန်းွေပြီလျံတရားကြောအကျွေးတင်ခဲ့တယ်လို့ဆိုကြပါတယ်အခု TV Pro လေးမှာတော့ဒေါ်သက်သက်ခိုင်ရဲ့အကျွေးကိစ္စတွေနဲ့အကျွေးတင်ရခြင်းအကြောင်းရင်းနောက်ဆက်တွဲအကျိုးဆက်တက်ရောက်ပုံပြည်သူလူထုရဲ့တောက်ပြန်မှုစတာတွေကိုအသေးစိတ်စစ်စစ်ပေါက်ပေါက်လေ့လာပြီးတင်ဆက်ပေးသွားပါမယ် ဒေါက်တာတက္ကံအကျွေးပီလျံနဲ့ခြေတင်နေပြီးဗန်ကျွေးတွေအစုလိုက်အပြုံလိုက်တင်နေရတာကအမျိုးသားဖြစ်သူဦးအောင်ကျော်ဝင်တာဝန်ယူဆောက်လုပ်ခဲ့တဲ့68 resident condominium မပြီးမစီဖြစ်နေခဲ့ပြီးနှောင်းနေကြကြနေတာကအဓိကအကြောင်းရင်းတစ်ခုပါ68 resident condominium ကိုရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ်သဒ္ဒနရိပ်သာရပ်ကွက်ကပိုင်းဖျားလန်းနဲ့ဆရာဆက်လန်းတော့မှတည်ဆောက်ထားတာဖြစ်ပြီးဆက်လက်ဆောက်လုပ်ခြင်းမရှိဘဲအကျန်းနဲ့အဖြစ်နဲ့ရပ်တန့်နေခဲ့တာဖြစ်ပါတယ် ကွင်တော်ကြီးမဆောက်ခင်2014မတ်လကတည်းက1 square feet distribution ပေးကို American dollar 369ဒေါ်လာနဲ့ကြိုတင်ရောင်းချခဲ့တာဖြစ်ပြီးဒေါင်းပေးမှန်30ရာခိုင်နှုန်းကိုဒေါ်လာနဲ့လက်ငွေပေးသွင်းခဲ့ရတာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်း17နှစ်ကျော်ကြာပြီးတဲ့အချိန်2025ခုနှစ်အောက်တိုဘာလအထိအခန်းကိုမအပ်နိုင်သေးဘူးဆိုပြီးဝယ်ယူထားသူတွေကပြောပါတယ် ဘယ်တော့များမှအဲ့ဒီကွန်တိုမှာနေရမှာတော့အခုဒေါ်လာဈေးတက်လို့အရှုံးပေါ်နေတာမျိုးမအံ့နိုင်သေးတာအကျွေးရတူနေလို့လုပ်ငန်းပြီးမတက်နိုင်သေးတာစသဖြင့်အကြောင်းပြချက်တွေမကြားရဖို့မျှော်လင့်ပါတယ်စပြီးဝယ်ကလေးကဒေါ်လာနဲ့ပြည်ပြီးဝယ်ခဲ့ကြရသူတွေကြည့်ပဲဈေးတက်ခံရတယ်လို့ခံစားရတယ်ဝေထားတာနှစ်တွေအတော်ကြာနေပြီဘယ်တော့များမှသူတို့ကြောင်ညာထားသလိုမျိုးအင်းအားဖြင့်ရွှေကုံဖျားမင်ခွင်းနဲ့ကျဲခေါဖျားမင်ခွင်းစတာတွေကိုဘယ်တော့များမှခန်းစားရမှာလဲဆိုပြီးနင်းတော်သူတို့ကပြောပြပါတယ်ဝေယူထားတဲ့ကွန်းတို့ကရှင်းနှီးမြုံနှံထားရတာ နှစ်တွေတော်ကိုကြာလာတဲ့အထိအကျန်းတဲ့ကွင်းတို့ကြီးပဲပြထားပြီးဖော်ထုတ်ကုန်ကြတာဖြစ်ပြီး68 resident ဇင်ကန်ကွင်းတို့ကြီးမှာဘီရိုများမှနေရမှာလဲဆိုပြီးမေးခွန်းထုတ်နေကြတာပါမြေတီကပေါ်မှာတည်ဆောက်နေတဲ့29ထက်အမြင့်ရှိ68 resident အစင်းမြင့်ကွင်းတို့ကို United GB Development Company Limited ကတာဝန်ယူထားပြီးဒေါ်သက်သက်ခိုင်မှာအဆိုပါကုမ္ပဏီရဲ့ MD Co Managing Director ဖြစ်ပါတယ် ရှိဆိုင်ပါဝင်လုပ်ငန်းကြီးတော်တော်များများဟာဗန်ချင်းဝင်နဲ့လဲပက်နေကြရတာပါဒသသက်ခံကျွေးမိနေတင်နေကြတာကသတင်းထက်နေတဲ့ဗန်ကြီးအပြင်နောက်ထပ်ဗန်ကြီးတစ်ခုမှာတော့သတင်းသက်သက်ထွက်နေတာအတော်ကိုကြပါပြီလို့ပြည်တွင်ပုတ်ကလေးကဗန်တစ်ခုမှာတာဝန်ယူလောက်ကင်နေတဲ့ရာတို့မြင့်အမည်မဖော်လို့သူအသက်40အမျိုးသားတယောက်ကပြောပြထားပါတယ်ဆိုလိုတာကကျွေးမိတင်နေကြတာဟာလူတိုင်းကတည်ထားကြတဲ့ဗန်တစ်ခုတည်းတင်မဟုတ်ပဲနောက်ထပ်ဗန်တစ်ခုမှာပါထပ်ပြီးအကျွေးတွေရှိနေသေးတယ်လို့ဆိုတာပါပဲရွေးကောက်ပွဲဝင်စဉ်ကာလမှာအကျွေးစင်းရင်းတွေကိုမဖော်ပြပဲခဏလောက် ထိန်သိမ်းထားပေးဖို့ညှိနှိုင်းမှုတွေလှုံ့ဆော်ခဲ့ပေမဲ့လည်းအောင်မြင်မှုမရှိခဲ့ဘူးလို့ကောလာဟာလာသတင်းတွေကဆိုကြပါတယ်။ဒသသက်ခိုင်ဟာရန်ကုန်တိုင်းအမှန်နဲ့အမျိုးသားလွတ်တော်မင်းစံနာနေမှာမဲအများဆုံးရသူအနိုင်အစစ်နဲ့ကုစလေလောင်အဖြစ်ဝင်ရောက်ရှင်ပြိုင်မှာဖြစ်ကြောင်းကိုပြည်သူလူထုပေါ်အသိပေးထားပါတယ်။အဲ့ဒီမင်းစံနာနေမှာ တဟံတမာ၍ကြည်မြန်တိုင်းအလုံးစံချောင်းလှိုင်းမယန်းကုန်းနဲ့တောင်းကလာပါစတဲ့မြို့နယ်တွေမှာပါဝင်ပါတယ်။ဒါပေမဲ့ရှူကြီးစီရဲ့ထုတ်ပြန်ချက်အရအမှန်နဲ့မဲဆန္ဒနဲ့ကိုယ်စားလှယ်လောင်းအစည်းအဝေးမှာပြည်သူပါတီ၊တစညပါတီ၊လေးပါပါတီ၊ညီငယ်ရင်ချိုးဆောင်ပါတီ၊ UNDP ပါတီ၊ကြောက်ပြူပါတီနဲ့ပြီးခိုင်ဖြိုးပါတီမှကိုယ်စားလှယ်လောင်းနေတာပါဝင်ခဲ့ပြီးဒေါ်သက်သက်ခိုင်နဲ့သူရဲ့ရှေ့ဆောင်ပါတီကိုယ်စားလှယ်လောင်းအမည်စည်းမပါတာကိုစစ်စစ်တွေးရှိခဲ့ကြရပါတယ်။ ဒါအပြင်တခြားမဲဆန္ဒတွေမှာလည်းဒေါ်သက်သက်ခိုင်ရဲ့အမည်စရင်ကပါဝင်မနေခဲ့တော့ပါဘူး။လွတ်ကျော်ကိုစလေလောင်းဆိုင်ရာအရေးချင်းသက်မှတ်ချက်မှာလူမွေးအဖြစ်သက်ဆိုင်ရာတရားရုံးကကြေညာထားခြင်းခံခဲ့ရတာကနည်းမမြောက်ခြင်းမရှိသေးသူဟာကိုစလေလောင်းအဖြစ်ရွေးချယ်ဝင်မရှိဆိုပြီးသတ်မှတ်ထားပါတယ်။အကြေးမဆက်နိုင်တာကြောင့်တရားရုံးကလူမွေးအဖြစ်ကြေညာထားခြင်းရှိမရှိကိုတော့စုံစမ်းနေဆဲပဲဖြစ်ပါတယ်။ဒေါ်သက်သက်ခိုင်ဟာ2020ခုနှစ်မှာလူမှုဝန်ထမ်းကိစ္စရေးနဲ့ပြည်လဲနေရာချထားရေးဝန်ကြီးဖြစ်လာခဲ့ပြီး 2023ဩဂတ်3ရက်တွင်ဟိုတယ်နှင့်ခီးသွလာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးအဖြစ်ပြောင်းလဲခန့်အပ်ခံရက2025ခုနှစ်ဇန်နဝါရီလ31ရက်နေ့ဝန်ကြီးရာထူးများမှအနာဘိတ်ခံခဲ့ရသူပါမြန်မာတိုင်းငံလုံးမှာရေကောက်ပွဲဝင်ရောက်ရှင်ပြိုင်မယ်လို့ကြေညာထားတဲ့ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ဥက္ကဋ္ဌတော်ဦးလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်းထိုသက်သက်ခံရေကောက်ပွဲဝင်ပြိုင်ခွင့်မရဘူးဆိုတဲ့သတင်းတွေကမဟုတ်မှန်တဲ့အကြောင်းကိုနှိစက်သူတယောက်ကညှင်းဆို့ထားပါတယ်။ အဲ့ဒီတဲ့ရင်တွေကကိုယ်ဟာလာတွေဖြစ်နေရဒေါ်သက်သက်ခိုင်အတွက်ရန်ကုန်တိုင်းကော်မရှင်ရုံးမှာတောင်းကုစလေကပြထုတ်ပြီးပါပြီတဲ့အဲ့ဒါတဲ့အမားပါဆိုပြီးပြောပြလာခဲ့တာပဲဖြစ်ပါတယ်ဒေါ်သက်သက်ခိုင်အတွက်ကုစလေလောင်းအေးချင်းပြည့်ရနေတဲ့အတွက်ဘေကဝယ်ရှင်ပြိုင်ခွင့်မရဘူးဆိုပြီးပြန်နဲ့နေခဲ့ပေမယ့်အခုလောသူမရဲ့ပေအကောင့်တွေမှာတော့ပုံမှန်တိုင်း post တွေတွင်ပြီး active ဖြစ်နေသေးပါပဲဒေါ်သက်သက်ခိုင်ရဲ့နာမည်ဟာရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးကကနေဦးကျင်ညာရဲ့အမလောင်းစေးမှာပါဝင်ခဲ့ပေမယ့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့အပိဓာတ်ထုတ်ပြန်ချက်မှာမပါလာခဲ့ ဲ့တော့တာကြောင့်ဒီသတင်းစကားတွေကတူတူကနေကြဲကြဲလောင်လောင်ဖြစ်ပြီးပြန့်နှံ့လာခဲ့တာလည်းဖြစ်ပါတယ်။ကန်းဆာလာကပြန်ရရှိထားပေမယ့်ရှိနေခဲ့တဲ့ကျွေးမိတွေအချိန်မပြည့်ဆန်နိုင်ခဲ့ရင်ကန်းကွက်လာတင်းတင်းခံရနိုင်ခြေရှိပြီးကိုယ်စနေလောင်ရှင်ပြန်ခွင့်ဆုံးရှုံးရနိုင်တာကြောင့်အချိန်ကတခုခုကိုဆုံးဖြတ်သွားပေးမယ့်အချိန်တွေမှာရှိတာကြောင့်စောင့်ကြည့်ရအောင်မယ့်အချိန်တွေမှာရှိပါကြောင်းတင်ဆက်ပေးသွားရင်းနဲ့ဒီမှာပဲဆုံးသတ်လိုက်ရပါတယ်။အဆုံးနေကြည့်ပေးတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာနောက်ထပ်သတင်းအသစ်တွေနဲ့ပြန်လည်ဆုံတွေ့ကြရအောင်ပါလားရှင်။